ယောက်ျားဆိုတဲ့လူအများစုကကုသိုလ်ကောင်းမှုပြုတယ်ယောက်ျားစိတ်နဲ့ပြုယောက်ျားလူပဲအကျိုးပေးခြင်းဒီတော့အဲ့ဒီအကျိုးပေးခြင်းတဲ့စိတ်ဓာတ်တို့ကယောက်ျားလူအကျိုးပေးခြင်းသာဖြစ်တော့ဒီကံကသူ့အထက်မှာအဲ့ဒီတတ္တတိဟာထူရပါနေတ ဒါကြောင့်သူကအကျိုးပေးတဲ့အခါမှာယောက်ျားဘာဝရုပ်ကိုယ်တို့အကျိုးပေးမိန်းမများကကြံပြတဲ့ဒါနပဲပြည့်ပြည့်သီလပဲဆောက်တည်ဆောက်တည်ဘာဝနာပဲပွားများပွားများဘဝတစ်ခုအတွက်လို့ဆိုတော့သူတို့ကအဲ့ဒီအချိန်မှာကိုယ်ကမိန်းမလို့သားရတယ်မိန်းမလို့နေတယ်နောင်ကမိန်းမလို့ကြီးပွားခြင်းတယ်အရှင်အတမြင့်လည်းမိန်းမလို့မြင့်ခြင်းတယ် အဲ့ဒီသတ္တိလေးတွေကကံမှာထုံပြီးတော့နေတော့ဒီကံကအကျိုးပြီးတော့မိမကျိုးပဲပြီးတယ်။ဒါကြောင့်မိမ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 အင်းဘဝတိုင်းချက်ယဘရရာအလောင်းကလူ့ပြည်ချင်းနဲ့ကဘာတသိအထက်ကအဲဘုရားအလောင်းနဲ့မေတ္တာဆက်ပြီးတော့ဒူလာခဲ့ဒါကသူရဲ့ကြီးပွားမှုကမိမ ဘဝနဲ့ဆိုဆက်တိုင်းဆက်တိုင်းဆက်တိုင်းကြီးပွားလာခဲ့တာပဲနောက်ဆုံးပြိဋိဘံစံတော့လေမိမအဲဒိက္ခုနီမအဖြစ်နဲ့ပြိဋိဘံစံတော့ကဘာဖြစ်လို့သူစိတ်မှာမိမဆိုတဲ့တတ်ကအမျိုးဆွဲလို့ပြီးတော့လာတယ်တကြောင်မိမဘဝနဲ့တကြောင်ဘုရားအလောင်းကရုပ်တည်ရှင်းနေကဘာတည်းဟူပဲကအဲဘုရား ဖြစ်လို့တဲ့ဆန္ဒနဲ့ပါရမီတွေကိုပြည့်ပြီးတော့လာခဲ့တာဖြစ်တော့ကျားတော်မှလည်းယောက်ျာ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 းဘလုံးနဲ့လည်းပါရမီတွေဖြည့်တာနောက်ဆုံးဘုဒ္ဓမြတ်စွာဖြစ်တော်မူလာအဲ့တော့ရှေးကံတွေကဒီအကုန်လုံးစီမံပြီးတော့ပေးနေတယ်။ကောင်းပြီဒါဖြင့်ယောက်ျားဆိုတဲ့တ attva တိဟာဘယ်တော့မှအမတ္တတဝမဖြစ်တော့ဘူးလားလို့ဆိုတော့ဖြစ်ပါလေ။လွယ်လွယ်ကလေးလွယ်လွယ်ကလေးဒီ မိမိကရောက်ကြဖြစ်ချင်တဲ့ဆန္ဒဘလောက်ဖက်ပြင်းထန်နေနေနေအောင်လို့ကာမတုမိစ္ဆာသာရကံဒီအတိလာပြီလို့ဆိုရင်အဲ့ဒီအကုသိုလ်ကံကနှောက်ယှက်လို့သူဖြစ်ချင်တဲ့ရောက်ကြမျိုးမဖြစ်ဘူးမိမမျိုးပြောင်းပြီးတော့ဖြစ်ပြန်တယ်အဲ့လိုဖြစ်ပြီးတော့မိမဘဝနဲ့ပြော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 ပြီးတော့မိမလိုပဲနေခြင်းတယ်မိမလိုပဲစံစားခြင်းတယ်လို့ဆိုရင်ဒီမိမဘဝနဲ့တွားပြန်ပြီးတော့ ကောင်းပြီဒါပြင်မိမဘဝကကြောင့်ယောက်ျားဘဝအပြောင်းအလဲမရှိတော့ဘူးလားလို့ဆိုတော့ရှိတယ်သူစဉ်းစားကြည့်တယ်မိမဘဝအဲလောကီအာယုံကာမဂုဏ်ဘက်ကသူကစဉ်းစားတာမဟုတ်ဘူးဘဝအနေမျိုးနဲ့စဉ်းစားတော့သူမိမဘဝတွေဟာဘယ်လိုပဲဖြစ်ဖြစ်ယောက်ျားများရဲ့အလူအကျူးဖြစ်ရသေးတယ်စိတ်နေစိတ်ဓာတ်ဘလောက်ပဲမြင့်မြင့်ဉာဏ်ပညာဘလောက်ပဲထက်ထက် ယောက်ျားများရဲ့အလိုလိုက်ပြီးတော့ယောက်ျားများရဲ့အလိုကြီးဖြစ်ရတယ်။ကိုယ်ဝန်ဆောင်ရတယ်။အဲဒီလိုဒုက္ခတွေကြီးပြီးတော့မိမဘဝဆက်ဆုပ်သွား။ကုသိုလ်ကံတွေပြုတော့မိမဘဝဆက်ဆုပ်တဲ့စိတ်တက်ကပါလာတော့အဲဒီကံကမိမကျုံမပေးဘူး။ယောက်ျားအဖြစ်ပြောင်းပြီးတော့ပဋိသင်္ဍေနေကြတဲ့သူကပုရိသဘာဝရုပ်နဲ့ပဋိသင်္ဍေနေသွားပြန်ရော့။ဒါမိမကယောက်ျားဖြစ်ခြင်းတော့လေလွယ်လွယ်ပါတယ်။ မိမဘွားကိုဆက်ဆုပ်ပြီးတော့ကုလကံတွေပြုနေလိုက်လို့ရှိရင်ယောက်ျားဖြစ်ကြောင်းသွားတာပဲယောက်ျားကလည်းမိမဖြစ်ဖို့ရန်လည်းပဲစိတ်ဓာတ်ကြောင့်လို့လည်းဖြစ်နိုင်ရဲ့ကုဏကဂါမေတုမိစ္ဆာသာရကံကြောင့်လည်းဖြစ်နိုင်ရဲ့အဲလိုဖြစ်တယ်တကြဘူးကံဤအစွမ်းကြောင့်အမိဝမ်းတဲ့မှာပဋိသင်္တိနေတော့ကယောက်ျားဖြစ်မဲ့ဒုက္ခပုရိသဘာဝယုတ်မိမဖြစ်